မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဘုရားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာချင်အမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး31အပိုင်ငယ်24ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဒါဝရဘုရားကို ကိုးစားတော်သူအပေါင်းတို့ အာယူ၍ရဲရင်သော စိတ်နှလုံးရှိကြလော့ဒီနှုတ်ကပတ်တော်ကို ကြည့်တဲ့အခါမှာကျွန်တော်တွေ့တော့အင်မတန်ခွန်အားရစရာဖြစ်ပါတယ်ဘုရားသခင်ကို ကိုးစားနေပါလျက်နဲ့အာရုံစရာအကြောင်းတွေကျွန်တော်ဘဝမှာကြုံတွေ့ရနိုင်ပါတယ်ဆိုလိုတာကကျွန်တော်ကိုကဲ့ရဲ့တဲ့သူတွေကျွန်တော်ကိုအားမပေးတဲ့သူတွေကျွန်တော်ပေါ်မှာ မတရားကြံစီတဲ့သူတွေဒီလိုလူတွေကြောင့်ကျွန်တော်ရဲ့ဘဝမှာအာရုံစရာအကြောင်းတွေရှိနိုင်ပါတယ် ကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့တုံ့ပြန်မှုတွေကကျွန်တော်တို့ကို အားပေးရမယောက်ကျွန်တော်တို့ကိုစိတ်ပြက်ဝမ်းနည်းစရာအကြောင်းတွေလည်းဖြစ်တတ်ပါတယ်။ဘုရားသခင်ကိုကိုးစားနေပါလျက်နဲ့အခြေအနေတွေကအဲ့လိုမျိုးကျွန်တော်တို့ပေါ်မှာမကောင်းနေတဲ့အခါမျိုးတွေမှာဘာဆက်လို့မလဲဆိုတာကိုစာလန်ဆရာကြီးကဖော်ပြထားတာတွေ့ရပါတယ်။သူကိုယ်တိုင်လည်းပဲဒီလိုအခြေအနေမျိုးမှာကြုံတွေ့ရတဲ့အခါမှာဘုရားသခင်ကိုပတ္ထနာပြုဆုတောင်းပြီး ကိုရောနားထောင်ပါလို့អော်ហិញနေတာကိုလည်းတွေ့ရပါတယ်။သူ့ဘက်မှာဘယ်သူမှမရှိ သူ့ကိုဘယ်သူမှအာမပေးရန်သူတွေရဲ့ကဲ့ရဲ့ခြင်းကို ခံနေရတဲ့အခြေအနေမျိုးမှာအာရော့စရာအကြောင်းတွေများစွာ သူကြုံတွေ့နေရတယ်ဆိုတာကို တွေ့ရပါတယ်။အဲ့လိုအခြေအနေမျိုးမှာဘုရားသခင်ကိုပဲကိုးစားမယ်ဆိုတာကိုသူ ဆုံးဖြတ်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ချစ်တော်မိဘညီကိုမောင်နှမတို့အာရော့စရာအကြောင်းတွေဘလောက်ပဲရှိရှိ ကိုယ့်ဘက်မှာယက်တီမဲ့သူတွေဘလောက်ပဲရှိရှိ အားမလျော့ပဲနဲ့ဖယားသခင်ကိုသာ ဆက်လက်ကိုးစားဖို့လိုပါတယ်။ဒါဝရဖျားကိုကိုးစားတဲ့သူဒါဝရဖျားကိုမိမိကိုးစားရအကြောင်းဖြစ်စေတဲ့သူဟာကောင်းကြီးနဲ့ခံထိုက်တယ်ဆိုတာကိုယေရမိအနာဂတ်ကျမ်းထဲမှာလည်းဖော်ပြထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ဘယ်တော့မှအားမလျော့ပဲနဲ့ဖယားသခင်ကိုသာဆက်လက်ကိုးစားဖို့လိုပါတယ်။ အာရုံစိတ်ပြက်စရာအကြောင်းတွေဘလောက်ပဲရှိရှိအဲ့ဒီအပေါ်မှာမရက်တီပဲနဲ့အရာခက်သိန်းကိုတတ်နိုင်တဲ့ဘုရားသခင်ပုံမှာပဲကိုးစားရက်တီဖို့လိုပါတယ်စိတ်နှလုံးကိုခပန်းစီးပြီးတော့မှဘုရားသခင်ကိုသာလင်မျော်လင့်အားကြီးဖို့လိုပါတယ်ဒါကြောင့်မလို့ဘုရားသခင်ကိုကိုးစားတဲ့သူတွေရဲ့အသက်တာမှာလက်အားရောစရာအကြောင်းမရှိပါဘူးစိတ်တက်ကြစရာလည်းမရှိပါဘူးလက်လွတ်လိုက်ရမယ်ဆိုတာလည်းမရှိပါဘူး ဒါဝရဘုရားကိုကိုးစားတဲ့သူတွေဟာတက်သောအာယုံကဲ့သို့ထွန်းလင်းပြီးတော့မှသူတို့မျော်လင့်ရတဲ့အကြောင်းဟာ ပေါ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဲယောမဩဝါဒစာထဲမှာဒါဝရဘုရားကိုကိုးစားတဲ့သူတွေကသူတို့ရဲ့မျော်လင့်စရာအကြောင်းဟာရှက်ကြောက်ခြင်းနဲ့ကင်းမယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ချစ်သောမိဘညီကိုမောင်နှမတို့ဒါဝရဘုရားကိုသာ အမှန်တကယ်ကိုးစားတယ်ဆိုရင်အာရုံစရာအကြောင်းတွေကိုဖယ်ရှားပြစ်ပါ။ စိတ်ပြက်စရာအကြောင်းတွေကိုဖယ်ရှားပြစ်ပါဘုရားသခင်တတ်နိုင်တယ်ဘုရားလှုပ်ပေးမယ်ဆိုတာကိုနှလုံးသားထဲမှာဆွေးမြဲစွာမှတ်သားပြီးတော့မှဘုရားလှုပ်ပေးမယ်ဘုရားရဲ့လက်ရာတော်ကောင်းမြတ်ခြင်းတွေကိုမျက်ဝါးထင်ထင်မြင်တွေ့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အသက်ရှင်ပါဘုရားသခင်ကိုကိုးစားတဲ့သူတွေဟာရှစ်ကြောက်ခြင်းနဲ့ကင်းပြီးတော့မျော်လင့်ရတဲ့အခွင့်ရှိတယ်ဆိုတာကိုသိဖို့လိုပါတယ်အာယူ၍ရဲရင်တော်စိတ်နှလုံး ရှိပါလို့တိုက်တွန်းပါတယ်ဖျာရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာအာယူစရာအကြောင်းရှိလာလို့ကျေးဇူးတင်ပါတယ်နားမတော်ပုံကြည်ပါစေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာသာဝရဖျားကိုသာအစဉ်ကိုးစားနိုင်တော်သူ ဖြစ်စေပါ အာရုံစိတ်ပြည့်ခြင်းအကြောင်းတွေကိုယေရှုနာမ၌ဖယ်ရှားပါတယ်ဒီနေ့တအားလုံးလက်ဝဲအနန္တရဲ့ ဆူတောင်းတဲ့အခါမှာဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောလက်တော်ရှိပါမည်အကြောင်းတပါးရောသားတော်သခင်ရှုနာမ၌စက္ကအနံဆူတောင်းပါ၏အာမင်